အဲအဲ့ဒါကိုကျမတို့ကမဲဆန္ဒရှင်ပြည်သူလူထုကိုကျမတို့ကကိုယ်စလဲလောင်းနေနေနဲ့နိုင်ငံရေးပါတီတွေနေနဲ့သူတို့ထက်ပိုလေ့လာထားတယ်သိတဲ့အခါကျတော့ကျမတို့ပြည်သူနဲ့ထိတွေ့တဲ့နေ့ကတော့မဲဆင်းမှာပါမပါရှာပေးတာပေါ့နော်အဲ့ဒါတအိမ်သက်ဆင်းဆိုကိုဟိုဘာပေါ့တအိမ်သက်ဆင်းဆိုအိမ်တိုင်းဟိုဘာပေါ့ဘယ်လိုပြောရမလဲအိမ်တိုင်းသွားဖို့ကတော့လူအင်အားအရန်လိုတာပေါ့နော်သို့တော်လဲလူခွဲပြီးတော့မှလေလူခွဲပြီးတော့မှအဲ့လိုလေးပေါ့ဟိုနီးစက်ရတတ်နိုင်တဲ့လောက်သွားပေးကြဖို့ပေါ့ရှင်နောက်တစ်ခုကကြတော့ ရွေးရှာရုံကန်းဆိုတာကျွန်မအဲ့ဒါ2015တော့ဆောင်ရွက်ခဲ့ဘူးတာလေးပါရှင်2020ကလည်းလုံးမလို့ဟာဒါပေမဲ့ကိုဗစ်ဖြစ်သွားတော့ကျွန်တော်တို့ကလော့ကဒေါင်းနေနေဆိုဘာမှမလုပ်ခဲ့ရပါဘူး2015တော့ဘာလုပ်ခဲ့လဲဆိုကျွန်တော်တို့ hijack လို့မျိုးကားပေါ်မှာကျွန်တော်တို့ကအဲဟိုဟာဟိုဟာပေါ့ခုနပုံစံနေပေါ့ပုံစံ3 4ကငယ်4တွေတင်သွားပြီးလို့ရှင်ပြီးလို့ရှင်တခါတည်းပဲမဲဆင်းနေလဲကျွန်တော်တို့ကဟိုဟာတောင်းလိုက်ပါတယ်ရှင်အခုတော့မဲဆင်းမပေးဘူးလို့လည်းပြောနေ2015 2020တော့မဲဆင်းပေးတယ်မဲဆင်းနေကိုကျွန်တော်တို့ယူထားလိုက်ပါ ဟုတ်လားပေးပြီလားပေးပြီလားပေးပြီအဲ့ဆိုမဲဆင်းကိုကျမတို့ကရွေးကောက်ပွဲကော်မရှင်နေမဲဆင်းသွားယူလိုက်ကောဥမာဒီရက်ကွက်ထဲမှာဥမာလမ်း၁၀ခုရှိရဆိုလမ်း၁၀ခုကိုတီးတန့်၁၀အုပ်ချုပ်လိုက်ပြီးတော့မှလေဒီလမ်းမှာဒီတအုပ်နဲ့ပေါ့နော်အဲ့အဲ့လိုမျိုးလေးပေါ့စာအုပ်တွေခွဲချုပ်ပြီးလို့ရှိရင်အဲ့လမ်းချိတ်လေးမှာကျမတို့က high jet လေးနဲ့ရက်လိုက်ကောရက်လိုက်ပြီးလို့ရှိရင်မဲလာစစ်ကြပါဆို online နဲ့ order ပေါ့ကျမတို့ကမဲဆင်းစစ်လို့ရပါပြီ ဒါမဲဆင်းစစ်ဖို့အတွက်အကူညီပေးနေပါတယ်ဖြစ်ပြင်ဖြတ်လုပ်လို့ရတယ်ဆိုပြီးတော့အဲ့လိုလမ်းထိပ်ကနေအွန်လိုက်တဲ့အချိန်မှာစိတ်ဝင်စားတဲ့လူမိသားစုတွေကဆင်းလာ ပြီးတော့မဲဆင်းစစ်ပါတယ်စစ်ပြီးတော့မှခုနဖြည့်စရာလိုလားပြင်စရာလိုလားဖြတ်စရာလိုလားပေါ့နော်အဲ့ဒါလေးတွေကျမတို့ကအဲ့အဲ့ဟာတွေကိုတခါတည်း form နဲ့ဖြည့်ပြီးလို့ရှိရင်အဲ့ form တွေကိုကျမတို့ကတစ်ခုအကုန်လုံးတိမ့်သွားပြီးတော့မှရွေးကောက်ပွဲ commission မှာကျမတို့သွားတင်ပေးတာကျမတို့ကိုယ်တိုင်သွားတင်ပေးတာဒါဒီပါတီအတွက်စီးအောင်တာမဟုတ်ဘူးမဲဆန္ဒရှင် ပညာပိလဲဖြစ်တယ်မဲဆန္ဒရှင်တွေရဲ့ဟိုပါပေါ့နော်မဲဆင်းပါပါဝင်ရေးပေါ့နော်နိုင်ငံသားခွင့်ရေးမဲပေးပိုင်ခွင့်ရရှိရေးအတွက်ကျမတို့ကူညီတာဖြစ်တာဖြစ်ပါတယ်ရှင်အဲ့လိုပုံစံနဲ့ကျမတို့ကမဲဆင်းမှာပါမပါဘူးရှာပေးလို့ရပါတယ်ရွေးရှာယုံကန်းဆိုတာတော့အဲ့ဒါပါရှင်တခါလေလဲအဲ့လို form နေကကုန်သွားပြီဆိုကျမတို့တခါတည်းမိတူကူးလိုက်တာမိတူကူးဆက်တွေပါလေအဲ့ကားပေါ်မှာတင်သွားပြီးတော့မှလေညအောက်မှာဟိုပါပေါ့အောက်မှာထိုင်ပြီးတော့မှစပွဲအပုနဲ့လေကားပေါ်မှာထိုင်ပြီးတခါတည်းရေးပြီးတော့မှ အဲရွေးရှာယုံကန်းလေးတွေလုပ်တယ်။နောက်ရက်ွက်ယုံနေမှာလေ။ရက်ွက်ယုံနေမှာမဲဆင်းကကတ်ထားတော့ရက်ွက်ယုံနေမှာကျွန်တော်တို့ကသွားပြီးတော့မှသူတို့ဟိုပါမဲဆန္ဒရှင်တွေအခုညီလိုတာပါရှိလဲပါလားမပါလားပါတယ်ဆိုလဲပြီးရောပေါ့နော်မပါဘူးဆိုရင်ပုံစံသုံးနဲ့လုံးရမယ်လေးကငယ်နဲ့လေးနဲ့လုံးရမယ်စသဖြင့်ဒါလေးတွေကျွန်တော်တို့လုံလို့ရမှာရှင့်။နောက်ဒုတိယတစ်ခုကတော့အဲ့ဖြစ်ပြင်ဖြက်တိုးကိစ္စပါရှင့်။အဲ့ဒါလေးတွေနောက်တစ်ခုကခိုင်လုံမဲပယ်မဲအကြောင်းရှင်းပြနိုင်ပါလေ။အဲ့ဒါကတော့အခုလောက်ကြာမလို့လေးပါအောင်ရှင့်ကျွန်တော်ထင်တာတော့ ဟိုရက်60ကျားမှလုံအောင်မှာရက်60ကျားလို့ရှိရင်ကျမတို့ကဒါ MEVN ဆက်ကြီးပေါ့နော်ဆက်နဲ့မဲပေးမယ်ဆိုကျမတို့ဟိုထုတ်ပေးပါမယ်ဒီဒီခလုတ်အပြာလေးတွေနှိပ်တဲ့ပေါ့နော်အဲ့ဒါလေးကိုကျမတို့ဘုတ်ပြားနဲ့မနေ့ကဓာတ်ပုံရိုက်တဲ့လိုမျိုးဘုတ်ပြားနဲ့ကျမထုတ်ပေးမယ်ထုတ်ပေးပြီးလို့ရှိရင်မဲဆန္ဒရှင်ပြည်သူတွေအဲ့ဒါကိုပြပြီးတော့မှာပြီးလို့ရှိရင်အဲဒီဒီဘုတ်ကိုဘာကိုကြည့်ရမလဲဆိုရင်ပါတီအမည်ပါတီအမည်နဲ့ပါတီလိုဂိုကိုကြည့်ပြီးလို့ရှိရင်ကိုယ်စားလှယ်လောင်းနံပါတ်ကိုကြည့်နောက်သူ့ကိုတကယ်ပေးမဲ့ ဟိုပါတီရဲ့ဘေးမှာတဲ့တဲ့မှာရှိတဲ့ခလုတ်ပြောင်းနေရမယ်ဆိုပြီးတော့မှအဲကျွန်တော်တို့အဲ့ဒါပြောရမှာဖြစ်ပါလိမ့်ရှင့်အဲခိုင်လုံမဲ့ပယ်မဲ့ကတော့ကျွန်တော်တို့ဟိုဟာမှာရှိရပါတော့ဟိုလက်မှာတော့ရှိရပေါ့လက်လက်နဲ့မဲ့ပေးခိုင်လုံမဲ့ပယ်မဲ့ရှိရဒါပေမဲ့အခုကတော့ဟိုဆက်နဲ့မဲ့ပေးမှာဖြစ်တဲ့အတွက်အကုန်လုံးကဟိုဟာပေါ့ပယ်မဲ့မရှိပါဘူးရှင့်အကုန်ခိုင်လုံမဲ့တွေဖြစ်ပါတယ်အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဘာလို့လုပ်ထားရမလဲဆိုရင်အဲကျွန်တော်တို့ logo ကို ကျွန်တော်တို့ဟိုဟာပေါ့စဝေစွာမဖြစ်အောင်ပေါ့နော်အဲကျွန်တော်တို့ logo ကို ကျွန်တော်တို့ ိတ်သေးချာချာပြောရမှာဖြစ်ပါရှင့်အပြာရောင်ပေါ်ကအဖြူရောင်ပြီသုံးလုံးပါတဲ့အမတစိတ်ကိုမဲပေးပါเนาะအဲ့လိုပြောရမှာဖြစ်ပါရှင့်တခါလေကြာရင်အပြာတော့နဲပါသေးတယ်ဟိုအရင်တော့ဆိုအနီတွေအများကြီးပဲလေဟို energy နဲ့ခတ်စင်စင်နေလေခမောက်တွေရောကျယ်ရော down နေရောဟိုကြိလိုက်တာနဲ့အကုန်ကြိလိုက်တာနဲ့အများကြီးဖြစ်တော့ရှုပ်သွားဘယ်ဟာ energy လဲ energy ပေးစင်တဲ့လူကအဲ့လိုတွေဖြစ်ခဲ့ပါတယ်ဖြစ်ခဲ့တဲ့ခါကျကျမတို့ကတော့ဟိုအပြာရောင်အပြာရောင်ဆိုတဆညလဲအပြာရောင်တော့အပြာရောင်လဲ ဆိုလို့ရှိရင်ကျမတို့ကအပြာရောင်ပေါ်မှာရှိတဲ့အဖြူရောင်ပြီးသုံးလုံးကိုမဲပေးပါဆိုပြီးကျမတို့လိုကိုကျမတို့အတိအောင်ပြည်သူမဲဆန္ဒရှင်ကိုပြောရမှာဖြစ်ပါအဲ့ဒါကတော့ရက်60မှာပြောလို့ရမှာဖြစ်ပါလိမ့်ရှင်